ုံရွာနှင့်ငစုံတွင်ကျန်းဖက်စစ်တပ်ကိုတိုက်ခိုက်မှုရဲသုံးဦးစစ်သားသုံးဦးသေဆုံးစကိုင်းတိုင်းမုံရွာမြို့နယ်တာစီကျေးရွာနောက်ဖက်ရှိအကျန်းဖက်စစ်တပ်ဤထောင်ကြီးကွင်းနှင့်ရဲစခန်းတို့ကိုဗမာတပ်တော်ဗမာအာမေနှင့်မဟာမိတ်တပ်ဖွဲ့များကအောက်တိုဘာ6ရက်နေ့ညနေ9:00နာရီခန့်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာရဲသုံးဦးသေဆုံးပြီးအဆောက်အဦများထိခိုက်ပျက်စီးခဲ့ကြောင်းဗမာတပ်တော်ကထုတ်ပြန်ပါသည်တိုက်ပွဲသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီး 60မမလက်နက်များဖြင့်အကြမ်းဖက်စစ်တပ်၏ဘန်ကာများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။တော်လှန်ရေးတပ်ဖွဲ့များဘက်မှအထိအခိုက်မရှိခဲ့ဘဲစစ်တပ်ဘက်မှရဲသုံးဦးတေဆုံးက ထောင်ကြီးတွင်တွင်ပစ္စည်းများနဲ့အဆောက်အဦများပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုဗမာတပ်တော်အမှတ်905တပ်ရင်း Hero Brother မုံရွာ Defense Force, Mohain Defense Force, Phoenix မြောက်လွေမြင်တော်လှန်ရေးအင်အားစု Truth Army နဲ့ရွှေတွိကံမဟာမိတ်တပ်ရင်းတို့ကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။အလားတူမန္တလေးတိုင်းငဇိုမြို့နယ်မြို့သာစေးမြောက်တောင်တွင် အော်တိုဘာလ၈ရက်နေ့ညနေ၄နာရီခန့်ကပြည်သူများထံမှဆက်ကြေးကောက်ခံနေတဲ့အကြမ်းဖက်စစ်တပ်ကို Special Task Force ငဇုံ STF ငဇုံကတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးနှစ်ဦးမှာအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါအဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ် မြို့သားစခန်းကနေဈေးတောင်ကိုလာပြီးဆက်ကြီးကောက်နေတဲ့စစ်သားဆယ်ဦးခန့်ကိုကျွန်တော်တို့တွားရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွင်နှစ်ဦးသေဆုံးပြီးနှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်။နောက်ပိုင်းမှာဒဏ်ရာရရှိသူတဦးထပ်မံသေဆုံးခဲ့တယ်လို့သိရတယ်။စုစုပေါင်းစစ်သား၃ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရခဲ့တယ်။ကျွန်တော်တို့ဘက်ကအထူးခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ SDF ငဆုံမှတာဝန်ရှိသူကပြောပါတယ်။ ဒီတိုက်ခိုက်မှုများသည်ဂျမ်ဖက်စစ်တပ်၏ပြည်သူလူထုအပေါ်ဖိနှိပ်မှုများကိုတုံ့ပြန်တဲ့အနေဖြင့်တော်လှန်ရေးတပ်ဖွဲ့များကဆောင်ရွက်ခဲ့ခြင်းဖြစ်ပါရဲ့ရှင်